Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂလိပ်စာမှာအင်္ဂလိပ်စာလေ့လာတဲ့အတိုင်းသိရမယ့် regular plurals လေးတွေကိုဒီနေ့ဆရာသင်ကြားပေးသားမှာဖြစ်တယ် regular plurals တွေကဘာတွေလဲဆိုလို့ရှိရင်ဒီတစ်ခုတည်းပိုတဲ့ gain တွေပေါ့နော်တစ်ခုတည်းပိုတဲ့အရာတွေကိုသုံးကျင်ပြောကျင်တဲ့အခါမှာဒီ plurals တွေကိုသုံးကျင်တဲ့အခါမှာဆိုလို့ရှိရင်သူရဲ့စီးမြင်လေးတွေကိုဒါဒီနေ့ ရှင်းပြပေးသွားမယ်တင်ကြပြသပေးသွားမှာဖြစ်တယ်ပထမအဆုံးမှာဆိုလို့ရှိရင် ပုံလေးမှာဆိုလို့ရှိရင်ဒါဂလီနှစ်ယောက်ရှိတယ်เนาะဂလီနှစ်ယောက်ရှိတယ်အဲ two babies ခင်ဗျာက two babies lots of leaves l e a v e s leaves leaves မှာ l e a f က leaf ပါเนาะအဲ့ဒါကိုမှသူကသူရစီမြင့်နေပြောင်းပြီးတော့မှ lots of leaves တရွတ်တွေအများကြီးရှိပေါ့ three bases เนาะ three bases ဘက်စက်က၃စီး 3 buses ပတ်စကား3စီ plurals plurals usually end in x ပရီရီကတော့များသောအားဖြင့်တော့ s နဲ့ပဲသုံးရတယ်အများကြီးနေမှာတော့များသောအားဖြင့် s ပဲသုံးတာပေါ့နော် s နဲ့ပဲသုံးရတယ်တဲ့ bag bag ဒါဆိုရင်ဒါ singular တစ်ခု game bags bags နော် 8day ဆိုရင် s လေးပေါင်းတယ် toy toy T O Y S toys ကစားစရာများဆိုရင်ဒါက singular နဲ့ plural ကိုသွားတယ် T E A C H E R teacher T E A C H E R S teachers နော်ဆရာများဆိုပြီးတော့မှအများသောအပြင်တော့ singular ကိန်းနေမှာ s ကိုပေါင်းတယ် F R I E N D friend F R I E N D S friends friends B O T T L E bottle O T T L E S bottles အပလင်းနေဆိုရင်ဒါက expander usually 3လေး3တိုင်းရှိတယ်မှာဆိုလို့ရှိရင်များသောအားဖြင့်တော့နောင်ပုတ်တွေကို singular ဆိုတစ်ခုကိန်းကနေပြီးတော့မှ plural ဆိုတဲ့အများကိန်းကိုပြောင်းနေတဲ့အခါမှာဆရာတို့က s လေးပေါင်းပေးရတယ် ဒါပေမဲ့လို့ spelling rule ဆိုတဲ့အချို့စလုံးတွေမှာတော့တဲ့စီမင်းစီကန်းတွေရှိတယ်။ဘလို့စီကန်းတွေဆိုတော့နောင်ပုတ်တစ်ခုပေါ့။နောင်ပုတ်တစ်ခုဟာတဲ့ b နဲ့စုံနေတယ်။အဲ b ရဲ့နောက်မှာလည်း y ရှိတယ်ဆိုလို့ရှိရင်တဲ့ y ကိုဖြစ်ရမယ် delete လောက်ပါပေါ့နော်။ y ကိုဖြစ်ပြီးတော့မှ is ပေါင်းတယ်။တမျိုးမှတ်မယ်ဆိုရင် y ကို i ပြောင်း es မယ်။ပြောရရင်ကသူ့ရဲ့စီမင်းကဘာလဲဆိုလို့ရှိရင် y စုံနေ y ရဲ့ရှေ့မှာ b ရှိတယ် ဒါမို့ရင်ဘီးနဲ့စုံနေဘီးရဲ့နာမှာဝိုင်ရှိတယ်ပေါ့ဘလို့မှတ်မှတ်ရရတယ်ဝိုင်နဲ့စုံနေတယ်ဝိုင်ရဲ့ရှိမှာဘီးရှိရင်ဝိုင်ကိုအိုင်ပြောင်း ESS and တို့မဟုတ်ဘာလို့လဲဆိုရင် all delete လုပ်ပြီးတော့မှ IES တယ်ပေါ့နော်အဲ့တော့ B A B Y baby B A B I E S babies ဒီမှာ y ဆုံးနဲ့ y ရဲ့ရှေ့မှာ b ရ consonant ဆိုတာ b ရှိတာပေါ့အဲ့တော့အင်္ဂလိပ်စာမှာဆိုလို့ရှိရင်အာ vowel နဲ့ consonant ဆိုပြီးတော့မှ b နဲ့တရားနှစ်ခုရှိတယ်ပေါ့ တရာကပါလဲဆိုရင် AEIOU ဆိုတဲ့ငါးလုံးဟာဒါတရာဖြစ်တယ်။ AEIOU ကလွှင်းရင် channel တွေအားလုံးကမြန်မာလို B အင်္ဂလိပ်လို consonant လို့ခေါ်ရပေါ့နော်။အဲ့တော့ B တို့ C တို့ D တို့ F တို့စသဖြင့်ပေါ့နော် extra အားလုံးဒီတော့ consonant တွေပဲ။အဲ့တော့ဒီမှာလည်း BABY baby B ဒီ consonant ဖြစ်တယ် Y နဲ့ဆက်တဲ့ Y ကို I ပြောင်း ES in babies C O U N T R Y country -E C-O-U-N-T-R-I-E-S, countries. L-I-B-R-A-R-Y, library. -E L-I-B-R-A-R-I-E-S, libraries, libraries. Libraries, F-A-M-I-L-Y, family. -E F-A-M-I-L-I-E-S, families. Do I whine as soon, Why is she, B ရှိတဲ့ခါမှာ Y ကို I ပြောင်း ESS သို့မဟုတ် Y ကိုဖြစ်ပြီးတော့မှ IES ကိုပေါင်းထည့်တယ်ပေါ့ဒါ spelling rules ပဲပေါ့เนาะအဲဒီ rules ကိုကိုကသိရမယ်ဒီ rules ကိုသိထားမှဒီ noun ပုတ်တွေကို အများကြီးလုံးချင်တဲ့ခါမှာတော့ S ပေါင်းရမှာရှိတယ် S မပေါင်းရဘဲနဲ့ဒီလိုမျိုး Y ကို I ပြောင်း I Y ကို I ပြောင်းပြီးတော့မှ ESS တဲ့ပုံစံနေလဲပဲတွေ့လာရမယ်เนาะဒါကိုလည်းပဲမှတ်ထားရမယ်လေ့လာရမယ်လေ့ကျင့်ရမယ်နောက်ခုက noun ပုတ်တွေအားတဲ့ S တို့ S တို့ SS တို့ S8 တို့ C8 တို့ X တို့ and then O ပေါ့အဲ့လိုမျိုးစလုံးတွေညစုံနေမယ်ဆိုလို့ရှိရင် S တို့ SS တို့နော် S8 တို့ CH တို့ X တို့နဲ့စုံမယ်ဆိုလို့ရှိရင်အဲ့ဒီပုံတွေ S8 တို့ CH တို့ O ရောနဲ့စုံမယ်ဆိုလို့ရှိရင်တော့ဘာလို့လဲဆို ES ပေါင်းရမယ် နော်နာမုတ်တပုတ်ဒီဖော်ပြခဲ့တဲ့ဒီစလုံးတွေနဲ့စုံနေမယ်ဆိုလို့ရှိရင်တော့တဲ့ဘာလို့ရမလဲ ES ရမယ်ဥပမာဆိုရှင် BUS 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 ES BUSES နော်အစုံတဲ့ခါမှာအစုံရင်ဘာဆိုလဲ ES ရမယ်နော် CLASS 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 ES classes classes နော်ဒီလိုမျိုး ES ရမယ် TOOTH BRUS agent two brush Two toothbrush. Arama sh sound nè dwen t o o t h b r u s h e s brushes toothbrushes no e s c b a m e n l u n c h lunch nilesa l u n c h e s lunch lunch no nilesa mya bo b o h box b o h e s boxes boxes p o t a t o potato potato မှာဆိုရင်အိုဆုံးနဲ့အိုဆုံးပဲဆင်မလဲ es ဆင်မယ် potatoes potatoes နော် potatoes ဒါကနာမုတ်ဒီမှာဆိုလို့ရှိရင်ဒီစလုံးနေဆုံးမယ်ဆိုလို့ရှိရင် es ဆရတဲ့စီမင်းဖြစ်တယ်ပေါ့နောက်တစ်ခုက noun body are for nouns ending f we delete f and add ves နောင်ပုတ်ဒီမှာတဲ့ဆိုတော့ f နဲ့ဆုံးမယ်နောင်ပုတ်ဘောက f နဲ့ဆုံးမယ်ဆိုလို့ရှိရင်တဲ့ f ကိုဖြစ်တယ်ဒါမှမဟုတ်ရင် f ကို v ပြန် es တော့မဟုတ် f ကိုဖြစ်လိုက်တယ်เนาะဖြစ်ပြီးတော့မှ ves ဖြစ်တယ်ပေါ့ဥပမာဆိုလို့ရှိရင် l e a f leaf leaf မှာဆိုတော့ဘာဆုံးလဲ f ဆုံးတယ် f ဆုံးရင် f ကို v ပြန် es တော့မဟုတ် f ကိုဖြစ်ပေါ့เนาะ f ကိုဖြစ်လိုက်တယ်ဒါလေးလို့ရတယ် ves leaves leaves, leaves. L E A V E S leaves W I F E wife wife နော်အဲ့လိုမျိုးဆိုရင်ဒီမှာ F နဲ့ A နှစ်ခုတောင်သူဆုံးတယ်ပေါ့နော် F တင်မဟုတ်ဘဲနဲ့ F E ဆုံးတယ် F ကိုနော် F E ကို V ပြောင်းပြီးတော့ဒါမှမဟုတ် F ကို V ပြောင်းပြီးတော့မှ E ရှိရတဲ့ S ပေါင်းတယ်ပေါ့နော်သူစီမင်းကတော့ F ကို V ပြောင်း E S S wife wives wives နော် leave leaves wife wives เนาะဒါဒီဒါ singular ကို plural ပြောင်းတဲ့ပုံစံပေါ့တခုကိန်းကနေပြီးတော့မှာထပ်ပြီးတော့မှာတခုတစ်ခုပို့တဲ့အရာတွေကိုသုံးကျင်တဲ့အခါမှာနောက်ပုံတွေကိုဒါဆရာတို့က ဒီတမျိုးပြောင်းတာဖြစ်တယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ s p ပေါင်းတာရှိတယ်နောက် spelling rules အားဖြင့်နောက်မှာ consonant စုံနဲ့ consonant နောက်မှာ y ရှိရင် y ကို i ပြောင်းပြီးတော့မှနောက် y ရဲ့ရှေ့မှာ b ရှိရင် y ကို i ပြောင်းပြီးတော့မှ e ရဲ့ဆက်တဲ့ပုံစံရင်နောက်ပြီးတော့မှနောက်ပုတ်တင်မှာ s တို့ s s တို့ s h c h တို့ x တို့ o တို့စုံတဲ့ခါမှာဆိုလို့ရှိရင် e ရဲ့ဆက်တဲ့ပုံစံရင်နောက်ပုတ်မှာ f စုံရင် f ကို v ပြောင်းပြီးတော့မှ ES တဲ့ပုံစံဆိုပြီးတော့မှဒါအာ regular ပေါ့နော် regular plural similar လေးဖြစ်ပါတယ်ဒါလေးတွေကိုသိရမှာဖြစ်တယ်နော်အားလေးကိုအမြဲတမ်းလေ့လာရမယ်လေ့လာပြီးတဲ့အခါမှာရေးရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီအောက်မှာရှိနေတဲ့ဒီလေ့ကျင့်ခန်းလေးကိုပေါ့နော်ဒီ listening ရတော့ဆရာတို့ဖွင့်ပြရတော့ပေါ့နော်ဒီဆရာတို့ listening ဖွင့်ပြရတော့ဗနဲ့ write the write the plural plural ကိုရေးခိုင်းတာပေါ့ဟိုမှာပြင်ရတဲ့စလုံးတွေက bus dress boy hat kite life party orange scarf story tomato အဲ့တော့ဘာလဲ BUS best က as long as ပဲသူက IES တဲ့ basis အဲ့တော့ DRESS address မှာ as ဆုံးရင်ပါဆေးရမလဲ dresses ES ဆေးရမယ်နော် as long as ပဲ ES ဆေး BOY boy နော် boy မှာသူကအဲ့မှာကျတော့ဆိုတော့ သူက why not ဆုံးတယ် why ရဲ့ရှိမှာ o ဆိုတဲ့ consonant လား vowel လားဆိုရင် vowel ဆုံးတာပေါ့ vowel ဆုံးရင်ပြောင်းစရာမလိုဘူးเนาะ consonant ဆုံးမှပြောင်းရတာ vowel ဆုံးတယ်ပြောင်းစရာမလိုရတဲ့ b o y ကို s နဲ့ပေါင်းတယ် boys เนาะ boys မှာရေးရမယ် h a t hat เนาะ hats မှာလည်းပဲဆိုတော့ s ပဲပေါင်းမယ် hex k i t e kite မှာလည်းပဲ s ပေါင်းတယ် kites l i f e life life အဲ့တော့သူကဘာဆုံးနေလဲဆိုရင် F ဆုံးနေနော် FE ဆုံးရတယ်ဘာကြောင့်လဲ V ပြောင်း ES lives L I V E S lives နော် P A R T Y party အာ party မှာဝိုင်းဆုံးနေတယ်ဝိုင်းရဲ့ရှေ့မှာဘာရှိနေလဲ yeah consonant b ရှိတယ် b ရှိတဲ့အခါမှာဆိုဆိုတော့ဗာလေ y ကို i ပြောင်း es parties เนาะ parties is နဲ့ဆက်ရမယ် parties o r a n g orange orange เนาะအဲ့ဘာပေါင်းမလဲ ။မပေါင်းလဲဆိုလို့ရှိရင် S ပဲပေါင်းမယ် orange oranges 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 နော် S C A R F scarf scarf မှာ F ဆုံးနဲ့ F ကို V ပြောင်းပြီးတော့မှ E ရဲ့ဆိုတဲ့ V ရဲ့စနစ်ဆီရမှာပေါ့နော် scarves scarves S T O R Y story wine ဆုံးနဲ့ wine ရဲ့ရှိမှာဆိုတော့ပါရှိလေ ရဲ consonant ရှိတယ် consonant ရှိရတယ်ဆိုတော့ဘာပြမလဲ y ကို i ပြောင်းပြီးတော့ es တယ် ies ကိုပို့ရမှာ y ကိုဖြစ်လိုက်တယ်ပြီးရင် ies နဲ့ပို့ထည့်ပြရတော့ stories နော် stories အခု tomato tomato မှာဆိုရင်ဗာလဲဆုံးလဲ o နဲ့ဆုံးတယ် o နဲ့ဆုံးရင်ဗာဆေးရမလား es ရမယ် tomatoes tomatoes ရမယ်နော်အဲဒီလေ့ကျင့်ခန်းကိုရဖို့အတွက်ကဒီအပေါ်ကဒီ regulars တွေရဲ့ဒီစီမင်းတွေကိုကိုကကျင့်ရမှသာလေဒီဒီနေ့ဒီ check ပေါ့နော် let's the ဒီသင်ခန်းစာရဲ့ဒီဟွာလေးကိုဒီ exercise လေးကိုလုပ်နိုင်မှာဖြစ်တယ်အဲ့တော့ဒီ exercise ကိုလုပ်နိုင်ဖို့လို့ဆိုရင်အပေါ်မှာရှိတဲ့ဒီ singular အာဒီ singular ကို plural ပြောင်းတဲ့ပုံစံလေးတွေကိုဆရာတို့ကသိရမှာဖြစ်တယ်နော်